မိတ်ဆွေတို့ရဲ့ဘဝမှာယုံကြည်ရဆုံးသူတွေစီကတစ္ဆာဖောက်မှုတွေခံခဲ့ရဘူးပါသလားအရာအားလုံးပြိုလဲသွားတဲ့အခါအချစ်နဲ့ရှင်တန်ခြင်းကိုဘယ်လိုရှာဖွေမလဲဒီနေ့ကျွန်တော်မိတ်ဆွေတို့ကို Ashley Mills ရဲ့ Completed ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တအုပ်အကြောင်းပြောပြပေးသွားမှာပါဒီစာအုပ်ကအချစ် အာနာနဲ့ရှင်တန်မှုအကြောင်းကိုနက်နက်ရှိုင်းရှိုင်းထဲထဲဝင်ဝင်ဖော်ပြထားပါတယ်စာရေးသူနဲ့အစောပိုင်းတစ္ဆာဖောက်မှုဒီစာအုပ်ကိုရေးသားသူကတော့ Ashley Mills ဖြစ်ပါတယ် ကွန်ဖလစ်တက်ဟာစစ်ခန်းစားမှုပြင်းထန်တဲ့ဇလန်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်ဇလန်းရဲ့အဓိကဆက်ဆောင်အန်ဒရက်ဆိုသူဟာငယ်ရွယ်တဲ့ကင်ဆာရောဂါရှင်တဦးဖြစ်ပါတယ်သူဟာအချစ်ဆုံးသူတွေဖြစ်တဲ့သူချစ်သူရော့ဒနီနဲ့အခင်ဆုံးတငယ်ချင်းမတ်တိုးရဲ့တစ္ဆာဖောက်ခြင်းကိုခံခဲ့ရပါတယ်ရော့ဒနီဆိုတဲ့ဇက်ကောင်ကအန်ဒရက်ရဲ့ချစ်သူဟောင်းဖြစ်ပြီးအန်ဒရက်ရဲ့ယောဂါကိုမကင်တွင်နိုင်လို့ဆွပစ်သွားခဲ့တာပါမက်ဆိုရဲစကောင်ကတော့အန်ဒရက်ရဲ့ငယ်တငယ်ချင်းဖြစ်ပေမဲ့ပိုင်ဆိုင်လိုမှုနဲ့မနာလိုမှုတွေကြောင့်တစ္ဆာဖောက်ခဲ့သူပါ ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် Andres ဟာသူ့ရဲ့အိမ်အချစ်နဲ့မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်။သွားစရာမရှိတော့တဲ့အခါတငယ်ချင်းကမီလာဆိုသူစီကိုအကူအညီတောင်းခဲ့ပါတယ်။ကမီလာဆိုတဲ့စကောင်က Andres ရဲ့အားထားရတဲ့တငယ်ချင်းဖြစ်ပြီး အရာအားလုံးပြိုလဲနေချိန်မှာအကာအကွယ်ပေးခဲ့သူပါ။ဒီအချိန်မှာ Andres ဟာတကိုယ်တည်းဖြစ်နေတဲ့ဝေဒနာနဲ့ဒုံကြည်ခဲ့သူတွေစွပစ်သွားတဲ့အဖြစ်မှန်ကိုရင်ဆိုင်ရပါတော့တယ်။ ီနာကျင်မှုကနေသူ့ရဲ့ကိုပိုင်ဘဝကိုပြန်လည်ရှာဖွေဖို့ခီးစတင်ခဲ့ပါတော့တယ်။ညကလတ်မှကယ်ဆယ်ခြင်းနဲ့အနည်းရရှိသောဆွဲဆောင်မှုရင်ကွဲနာခြင်းမှုတွေကိုမေ့ပြဖို့အတွက်အန်ဒရက်စ်က ကမီလာရဲ့အကူအညီနဲ့ညကလတ်ကိုသွားခဲ့ပါတယ်။အဲ့ဒီမှာအန်ဒရက်စ်ကအမောင်တောင်တနေရာမှာအနည်းရရှိတဲ့ရန်လိုမှုတစ်ခုနဲ့ရင်ဆိုင်ရတော့မဲ့အချိန်မှာဇကာရီးယပ်ဆိုတဲ့ဩဇာကြီးမားတဲ့လူတအူးကတနတ်နဲ့ဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဇကာရီးယက်ဆိုတဲ့ဇကောင်ကတော့အနာကြီးမပြီးရက်ဆက်ကြမ်းကြုတ်တဲ့မာဖီးယားကောင်းဆောင်ဖြစ်ပါတယ်။သူဟာတစ္ဆာဖောက်မှုတွေနဲ့ရက်ဆက်မှုတွေပြည့်နေတဲ့လောကမှာနေထိုင်ရသူပါ။ဒီကယ်ဆယ်မှုကရက်ဆက်ကြမ်းကြုတ်ပေမဲ့ Andres နဲ့ဇကာရီးယက်ကြားမှာအနည်းရှိတဲ့ဆွဲဆောင်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူတို့နှစ်ဦးကြားကဆက်နွယ်မှုဟာချက်ချင်းဆိုသလိုပြင်းပြတဲ့ဆန္ဒတွေနဲ့ပြည့်နေနေပါတယ်။ဒီညဟာ Andres အတွက် Gatation တူးနဲ့စိတ်လှုပ်ရှားဖွယ်ရာအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးကိုဆွဲလန်းစေမဲ့စိတ်အားထက်သန်တဲ့အမည်မသိထိတွေ့မှုတစ်ခုနဲ့ညကပြီးဆုံးသွားခဲ့ပါတယ်။တညတာဆွဲလန်းမှုများနဲ့မာဖီးယားဆက်နွယ်မှုများစကာရီယက်ရဲ့ကားထဲကတညတာဟာအန်ဒရက်အတွက်အသွင်ကူးပြောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာပထမဆုံးအကြိမ်ဖြစ်နူးညံ့တိမ်မွေးတဲ့သူဖြစ်မဟုတ်ပဲလိုချင်တက်မချင်းခံရသူတန်မိုးထားချင်းခံရသူဖြစ်ခဲ့ရပါတယ်။သူတို့ရဲ့ထိတွေ့မှုက ရိုင်းဆိုင်ပြီးအန်ဒရက်ရဲ့ လှုပ်ဝက်တဲ့ဆန္ဒတွေကိုနှိုးဆွပေးခဲ့ပါတယ်။ဇကာရီးယက်စ်လည်းဒီအတွေ့အကြုံကြောင့်တုန်လှုပ်ခဲ့ရပြီးအန်ဒရက်စ်ရဲ့နူးညံ့မှုတွေကိုမမေ့နိုင်ဖြစ်ခဲ့ရပါတယ်။နှစ်ဦးစလုံးတယောက်ကိုတယောက်ဆွဲလန်းသွားပြီးတဦးကိုတဦးမေးမြဖြစ်ခဲ့ကြပါတယ်။ဒီဖြစ်ရပြီးတဲ့နောက်မှာတော့ရှက်ရွမှုလူချင်းတတ်မှတ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဇကာရီးယက်စ်ရဲ့ကဘာကတော့အကြမ်းဖက်မှုတစ္ဆာဖောက်မှုနဲ့အာနာရီနဲ့ပြည့်နှက်နေပါတယ်။သူ့ရဲ့အိမ်တော်ကြီးကလည်းလိန်ညာမှုတွေနဲ့ ပြည့်နေပြီးသူစနီးဤဒါကလည်းတစ္ဆာမရှိသူဖြစ်ပါလေဤဒါဆိုတဲ့စကောင်ကဇကာရီးယားရဲ့ဇနီးဖြစ်ပြီး သူ့ရဲ့တစ္ဆာမဲ့မှုနဲ့ကြံစီမှုတွေကမိသားစုပြုကွဲဖို့အကြောင်းတစ်ခုဖြစ်ပါလေသူ့ရဲ့ကလေးတွေကလည်းမာဖီးယားနိုင်ငံရေးမှာပိတ်မိနေကြပါလေသူ့သမီးဆီယမန်တာဟာအခြားမျိုးသမီးတဦးနဲ့ရိုက်ထားတဲ့တပ်ပုံတွေနဲ့အကြက်ကင်ခံရတဲ့အခါဇကာရီးယားကမိသားစုဂုံတိခါကိုကာကွယ်ဖို့တင့်တော်တဲ့စစ်ဆက်သူကိုရှာခိုင်းခဲ့ပါလေ စေမန်လာဆိုတဲ့ဇကောင်ကဇကာရီးယက်စ်ရဲ့သမီးဖြစ်ပြီးမိသားစုရဲ့မြုံမှန်းချက်တွေနဲ့သူ့ရဲ့ဆန္ဒတွေကြားမှာပြိမိနေသူပါဒီအချိန်မှာအန်ဒရက်စ်ကငွေကြေးနဲ့တည်ငြိမ်မှုကိုလိုအပ်နေတာကြောင့်ဆာမန်သာရဲ့ဆေးဆက်သူအဖြစ် ဟန်ဆောင်ဖို့အစီအစဉ်မှာပါဝင်ခဲ့ပါတယ်လိင်ညာမှုတွေကပုံမှုတင်းကျပ်လာပြီးမာဖီးယားရန်သူတွေပုံမှုနီးကပ်လာတာနဲ့အမျှအခြေအနေတွေကအသက်အန္တရာယ်ရှိလာပါတယ်တစ္ဆာဖောက်မှုနဲ့အန္တရာယ်ရှိသောအစပြုမှုများ ်အန်ဒရက်စ်ဟာဆာမန်တာရဲ့စိတ်ဆက်သူဖြစ် သူ့ရဲ့ဘဝအတွက်ကိုစတင်ခဲ့ပြီးဟာရီရမီတာစုရဲ့ကြွယ်ဝမှုအကြမ်းဖက်မှုနဲ့လှုပ်ဝက်ချက်တွေကြောင့်လက်လက်ဆိုင်ဆိုင်ဝင်ရောက်သွားခဲ့ပါတယ်သူ့ကိုအလုတ်အစ်စ်အိမ်အစ်စ်နဲ့အထောက်ထားအစ်တွေပေးခဲ့ပေမဲ့သူ့ရဲ့လွတ်လပ်မှုနဲ့လုံခြုံရေးအတွက်ပေးဆက်ရတာတွေရှိခဲ့ပါတယ်ဆခါရီယက်စ်ကအန်ဒရက်စ်နဲ့ဝေးဝေးမနေနိုင်ပဲပိုင်ဆိုင်လူစိတ်နဲ့အကာအကွယ်ပေးလူစိတ်တွေပုံမှုပြင်းထန်လာပါတယ်အန်ဒရက်စ်ရဲ့ဘဝဟောင်းက မိမိသွားပြီ ဆက်ဆက်ရေးတိုင်းကငွေကြီးနဲ့ဆက်နွယ်နေတဲ့ဘဝတစ်ခုနဲ့အစားထိုးခံခဲ့ရပါတယ်။စီစဉ်ထားတဲ့ဆစ်ဆက်ညစာစာပွဲကတော့တင်းမာမှုတွေပြည့်နေတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ဇကာရီးယပ်ဟာအန်ဒရက်ကိုညကလပ်မှာတွေ့ခဲ့တဲ့သူအဖြစ်မှတ်မိသွားခဲ့ပါတယ်။သူတို့နှစ်ဦးကြားကလှုပ်ဝက်ဆန်းကျယ်တဲ့ဆွဲလက်မှုကမျက်နှာပြင်အောက်မှာစူပွက်နေခဲ့ပါတယ်။ဒီညစာစာပွဲကမိသားစုနဲ့ မာဖီးယားအပေါင်းအသင်းတွေအတွက်ပြဿနာတစ်ခုဖြစ်ခဲ့ပေမဲ့စစ်မှန်တဲ့ဒရာမာကတော့ Andres နဲ့ Zacharias ကြားကမပြောဘဲသိနေတဲ့ဆက်နွယ်မှုပဲဖြစ်ပါတယ်။အရာအားလုံးကဖုံးကွယ်ထားတဲ့အဖြစ်မှန်တွေနဲ့ပြည့်နှက်နေပြီးသူတို့ရဲ့ကစားပွဲဟာသူတို့ထင်ထားတာထက်ပိုအနေအများနေတယ်ဆိုတာသိလာရပါတယ်။ရှင်တန်ယံဟန်ဆောင်ခြင်းနဲ့ဖျားเจ้าလျှို့ဝှက်ချက်များ Andres နဲ့ Samantha တို့ရဲ့ဟန်ဆောင်မှုကပိုမိုရှုပ်ထွေးလာပြီး ဖျားချောင်းသွားခြင်းပါတီပွဲတွေတက်ရောက်ခြင်းနဲ့အမြဲတမ်းစောင့်ကြည့်ခံနေရပါတယ် Andres ဟာမာဖီးယားနိုင်ငံကြီးရဲ့အနေများတဲ့ကဘာကူဖျက်ဆီးသွားလာဖို့အတင်းအကျပ်ခံခဲ့ရပြီးမှားယွင်းတဲ့ခြေလက်တလန်းကအသက်ဆုံးရှုံးနိုင်ပါတယ် Zacharias ရဲ့ဆွဲလက်မှုကပုံမနဲ့ဆိုင်လာပြီးသူဟာစစ်ဆက်မှုရဲ့အမှန်တရားကိုတန်တရားရှိနေပေမဲ့ Andres ကို သူ့အနားမှာဆက်ထားဖို့အဖြစ်ပြက်တွေကိုကြိုးကင်ချက်လေလာပါတယ် အန်ဒရက်စ်ကငွေကြေးအတွက်သာဟန်ဆောင်နေရမဟုတ်ပဲသူ့အသက်ရှင်တန်ရေးအတွက်တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ဖခင်အကြောင်းရဲ့တက်ရှင်ရဌာနမှာဇကာရီးယက်စ်ကအန်ဒရက်စ်ကို သူ့ရဲ့အထောက်အထားနဲ့စာမန်တာနဲ့ဆက်ဆံရေးအကြောင်းအမှန်တရားကိုသိဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ရဲ့ထိတ်တဲ့ရင်ဆိုင်မှုကပြပြတဲ့ဆန္ဒတွေနဲ့အန်နီယယ်ရီပြည့်နေနေပါတယ်။ဇကာရီးယက်စ်က သူ့ရဲ့ဩဇာအာဏာကိုပြသခဲ့ပြီးအန်ဒရက်စ်ကလည်းကြောက်ရွံ့ရင်းရင်ခုန်စိတ်လှုပ်ရှားစွာနဲ့လက်ခံခဲ့ပါတယ်။ ဖះเจ้าကဝန်ခံရနေရနဲ့ပြမရနေရနှစ်ခုလုံးဖြစ်လာပြီးလူဝက်ချက်တွေပေါ်လာကနေနမိတ်တွေကြော်လွန်ခဲ့ကြပါတယ်။နှစ်ဦးစလုံးသူတို့ရဲ့ဆက်နွယ်မှုရဲ့နှဆိုင်မှုကြောင့်တုံလုံးခြောက်ခြားခဲ့ရပါတယ်။မျက်စိတောက်ထောက်ကြည့်ရှုခံရခြင်းနဲ့ဆိဆက်ဟန်ဆောင်ခြင်းမိသားစုအပေါ်ချင်းချောက်မှုတွေတိုးလာတာနဲ့အမျှ address ကို Zacharias ရဲ့လူတွေကအမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။ လိုက်လံဖန်ဆီးခံရတဲ့ခံစားချက်ကသူ့ကိုလွှမ်းမိုးခဲ့ပြီးအန်ဒရက်စ်ရဲ့စိုးရိမ်ပူပန်မှုတွေကလည်းပုံမှုများပြားလာပါတယ်။ရန်သူဟောင်းတွေပြန်ပေါ်လာပြီးတစ္ဆာဖောက်မှုအသစ်တွေပေါ်ပေါက်လာပါတယ်။ဇကာရီးယက်ရဲ့အကာအကွယ်ပေးလိုမှုက ပိုင်ဆိုင်လိုမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အန်ဒရက်စ်ဟာယုံကြည်မှုဆိုတာမရနိုင်တဲ့ကမ္ဘာမှာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ပိုင်ဘဝကိုထိမ့်သိမ်းဖို့ရုန်းကန်နေရပါတယ်။စစ်ဆက်ပွဲကတော့ကြောချမ်းသာမှုနဲ့အာနာပြပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ မျက်နှာပြေအောက်မှာတော့တင်းမာမှုတွေစုပွက်နေခဲ့ပါတယ်။ Andres ကိုစာမန်တာရဲ့ဆေးဆက်သူအဖြစ် ပြတ်တခဲ့ပြီးမဲ့သူ့ရဲ့နှလုံးသားနဲ့ခနာကိုကဇကာရီရဲ့စီမာပဲရှိနေခဲ့ပါတယ်။သူတို့ရဲ့လှုပ်ဝက်ထိတွေ့မှုတွေကပုံမှန်အနေနဲ့များလာပြီးဖမ်းမိမာကိုစိတ်လှုပ်ရှားစွာနဲ့ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ပါတီပွဲကမနာလိုမှုတောင်းတမှုနဲ့ဖုံးကွယ်ထားတဲ့အမှန်တရားတွေရဲ့စစ်မြေပြင်တစ်ခုဖြစ်လာပါတယ်။အနေရရှိသောကစားပွဲများ လူဝတ်ဆန္ဒများတွေးအာဏာထိန်ချုပ်မှု Andres ne Zacharias ရဲ့ဆက်ဆံရေးကအနည်းရှိတဲ့စိုးမှုခြင်းလက်အောက်ခံခြင်းနဲ့ယုံကြည်ခြင်းကစားပွဲအဖြစ်ပြောင်းလဲလာခဲ့ပါတယ်သူတို့ရဲ့ထိတွေ့မှုတွေကနာကျင်မှု တွေးနဲ့လက်အောက်ခံခြင်းရဲ့စိတ်လှုပ်ရှားမှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ် Andres ရဲ့ထိန်ချုပ်လူစိတ်စေထူအပ်နဲ့ထိုးပေါက်လူစိတ်တွေက Zacharias ရဲ့ပိုင်ဆိုင်လူစိတ်နဲ့အမတ်အသားပြုလူစိတ်တွေနဲ့ထပ်တူကြနေပါတယ် သူတို့ရဲ့ယဉ်နိမှုကကူစားမှုလည်းဖြစ်တယ်လို့ဖြည့်ဆည်းမှုလည်းဖြစ်ပြီးအဝင်းကျင်ကအကြမ်းဖက်မှုတွေကနေလွတ်မြောက်ဖို့လမ်းစက်တစ်ခုလည်းဖြစ်ပါတယ်။မာဖီးယားလောကကပုံမှုတင်းကျပ်လာပြီးမိသားစုအတွင်းကတစ္ဆာဖောက်မှုတွေနဲ့ပြိုင်ဘက်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဇကာရီးယက်ရဲ့ဝန်ကွဲညီအကိုဂျက်စီနဲ့ဇနီးအီဒါတို့ကသူ့ကိုကူးပေါင်းကြံစည်ခဲ့ပြီးရက်ဆက်ကြမ်းကြုတ်တဲ့လက်တုပ်ပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဂျက်စီဆိုတဲ့စက်ကောင်ကဇကာရီးယက်ရဲ့ဝန်ကွဲညီအကိုဖြစ်ပြီး သူ့ရဲ့ယူမှန်းချက်နဲ့မနာလိုမှုတွေကအကြမ်းဖက်မှုနဲ့တစ္ဆာဖောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ Andres ဟာဒီပြိပခ္ခတွေကြားမှာပြိမိနေပြီးသူပါဝင်နေတဲ့ကဘာရဲ့အမှန်တရားကိုရင်ဆိုင်ခဲ့ရပါတယ်။တွေးတွေစီးဆင်းခဲ့ပြီးအာနာရဲ့တံမိုးကရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပါတယ်။တစ္ဆာရှိခြင်းရဲ့တံမိုးနဲ့နေရောင်ခြည်နဲ့အရေးများ Andres ဟာပြန်ပြီးဆွဲခံရပြီးညင်မနှိမ့်ဆက်ခံရကစစ်ပွဲအတွက်တားကောင်ဖြစ် အတုံးချခံခဲ့ရတဲ့အခါဇကာရီးယပ်အပေါ် သူ့ရဲ့တစ္ဆာရှိမှုကစံသက်ခံခဲ့ရပါတယ်။ဇကာရီးယပ်ကအချစ်နဲ့နာကျင်မှုတွေကြောင့်သူ့မိသားစုနဲ့အန်ဒရက်စ်ကြားမှာရွေးချယ်ရမယ့်အခြေအနေကိုရောက်ခဲ့ပါတယ်။အကြမ်းဖက်မှုတွေပုံမူကြီးထွားလာပြီးတားကောင်နဲ့ကျူးလွန်သူကြားကနယ်နိမိတ်တွေပြောက်ကွယ်သွားခဲ့ပါတယ်။အန်ဒရက်စ်ရဲ့ခံစားချက်တွေကသူ့ကိုခွန်အားနဲ့ကိုပိုင်အာနာအစ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ နောက်ထပ်အကြံဖတ်မှုတွေကနေအသက်ရှင်လွတ်မြောက်ပြီးနောက် Andres နဲ့ Zacharias တို့ဟာအတူတူနနက်စာချက်ပြုတ်ခြင်းရေကူးခြင်းစတဲ့တာမန်ဘဝရဲ့နူးညံ့တဲ့အခိုက်အတန့်လေးတွေကိုဖြတ်တန်းခဲ့ကြပါတယ်။ဒါပေမဲ့အတိတ်ရဲ့အရေးတွေနဲ့ပစ္စုပန်ရဲ့ချင်းချောက်မှုတွေကဘယ်တော့မှမဝေးကွာပါဘူး။ငြင်းကြမ်းတဲ့အခိုက်အတန့်လေးတွေကတစ္ဆာဖောက်မှုအစ်စ်တွေနဲ့မာဖီးယားကဘာရဲ့အနေရီကြောင့်လျင်မြန်စွာပျက်စီးခဲ့ရပါတယ်။ပါတီဤမှမိုက်သောနောက်ွယ်နှစ်၎င်းရဲ့ဝန်ခံချက်များ မဟာမိတ်ဖွဲ့ခြင်းနဲ့ခွန်အားပြတတ်ဖို့ရည်ရွယ်မိသားစုပါတီတစ်ခုက ဖုံးကွယ်ထားတဲ့အစီအစဉ်တွေနဲ့မကျေနပ်မှုတွေအတွက်ဆင်မြင့်တစ်ခုဖြစ်လာပါတယ်။ Andres နဲ့ Zacharias တို့ရဲ့လှုပ်ဝက်ချက်ကပေါပေါလူနီပါဖြစ်ခဲ့ပြီး Samantha ရဲ့စစ်မှန်တဲ့သဘောတဘာဝတွေလည်းစတင်ပေါပေါလာခဲ့ပါတယ်။ဒီပါတီကတော့မာဖီးယားကဘာရဲ့ပုံစံငယ်လေးတစ်ခုပါပဲ။အပြင်ပန်းကကြီးနူးစရာကောင်းပေမဲ့အတွင်းထဲမှာတော့ပုတ်ဆက်နေပါတယ်။ညရဲ့တိတ်ဆိတ်မှုမှာ Andres နဲ့ ဇကာရီးယပ်စ်တို့ဟာသူတို့ရဲ့အနက်ဆိုင်ဆုံးကြောက်ရွံ့မှုတွေဆန္ဒတွေနဲ့နောင်တော့တွေကိုဖွင့်ပြပြောဆိုခဲ့ကြပါတယ်။သူတို့ရဲ့ဝန်ခံချက်တွေကနှစ်သိမ့်မှုလည်းဖြစ်တယ်လို့လက်လက်တစ်ခုလည်းဖြစ်ပြီးအချင်းချင်းနာကျင်စေခဲ့ပေမဲ့စီးနှောင်ခဲ့ပါတယ်။ယင်းနီမှုကပြင်းထန်ပြီးအားနည်းချက်တွေနဲ့ပြင်းထန်နေတာတစ္ဆာဖောက်မှုဖြစ်နိုင်ခြေကလည်းအများအားရှိနေပါတယ်။အစွန်ဘော်ကဘဝနဲ့တမီးဤလက်စားချေမှု Andres ရဲ့နာကျင်မှုနဲ့ ထိန်းချုပ်လိုစိတ်အက်တွေကတဆင့်ဖောက်ထွင်းလိုစိတ်တွေကဇကာရီးယက်စ်နဲ့သူ့ရဲ့ဆက်ဆံရေးရဲ့အကြီးကအစိပ်ပိုင်းဖြစ်လာပါတယ်။သူတို့ရဲ့ထိတွေ့မှုတွေကစိတ်ဖြစ်ရလဲဖြစ်တယ်လို့အနေရလဲရှိပြီးသူတို့ပတ်ဝန်းကျင်ကမတည်ငြိမ်မှုတွေကနေလွမြောက်ဖို့လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ဒီအတွက်လိုအပ်တဲ့ယုံကြည်မှုကကြီးမားပြီးစိတ်ပိုင်းဆိုင်ရာရရှိမှုကလည်းနည်းနည်းပါတယ်။သူတို့ရဲ့ဆက်နွယ်မှုကတွေးနာကျင်မှုနဲ့တယောက်ကိုတယောက်အပြည့်အဝလက်ခံခြင်းလို့နဲ့ပေါင်းဆက်ထားပါတယ်။ စာမန်တာကမနာလိုမှုနဲ့နှစ်ပေါင်းများစွာစိတ်နှာကြည့်မှုတွေကြောင့်မိသားစုကိုဖျက်ဆီးလူနိဗ္ဗာန်ဖြစ်စေမဲ့တစ္ဆာဖောက်မှုတွေစတိုက်ပြုလုပ်ခဲ့ပါတယ်။သူမကသူ့အမေအီဒါကိုတတ်ပြီးအန်ဒရက်စ်ကိုဆွဆွဲကဇကာရီယက်စ်ကို ဖြုတ်ချဖို့ပြင်ပရန်သူတွေနဲ့ပူးပေါင်းကြံစီခဲ့ပါတယ်။ဒီဖြစ်ရကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကအကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီးဇကာရီယက်စ်ဟာသူ့ရဲ့သမီးကသူ့ရဲ့အကြီးမားဆုံးရန်သူဖြစ်နေတယ်ဆိုတာကိုရင်ဆိုင်ခဲ့ရပါတယ်။ အန်ဒရက်စ်ဟာအလဲမှာပြိမိနေပြီးသူ့အသက်နဲ့သူချစ်တဲ့သူအတွက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ဘေးထွက်ဆိုးကျိုးများနဲ့ရွှေကော်လာထိန်းချုပ်မှုအတွက်စစ်ပွဲကသွေးထွက်တန်ရုပ်အထုတ်ထိတ်ကိုရောက်ရှိခဲ့ပြီးနှစ်ဖက်စလုံးမှာတိုက်စုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အန်ရီကိုဆိုတဲ့စက်ကောင်ကဒဏ်ရာရရှိခဲ့ပြီးဖာနန်ဒိုဆိုတဲ့စက်ကောင်ကအသက်ခံရလူနီပါဖြစ်ခဲ့ပါတယ်။အန်ဒရက်စ်ကလည်းညှဉ်းပန်းနှိပ်စက်ခံရပြီးတေလူမျိုးပါဖြစ်အောင်ထားခဲ့ပါတယ်။ အန်ရီကိုဆိုတဲ့ဆက်ကောင်ကဇကာရီးယက်ရဲ့တာဖြစ်ပြီးမိသားစုဒရာမာတွေနဲ့အကြံဖတ်မှုတွေကြားမှာပြိမိနေသူပါဖာနန်ဒိုဆိုတဲ့ဆက်ကောင်ကဇကာရီးယက်ရဲ့ညာလက်ယုံဖြစ်ပြီးတစ္ဆာရှိမှုနဲ့ဆွမ်းဆောင်နိုင်မှုတိတ်ဆိတ်တဲ့ဂိမ်းဆိုင်မှုတွေကိုဖော်ပြပါတယ်ဇကာရီးယက်ကဆုံးရှုံးမှုနဲ့နာကျင်မှုတွေကြောင့်လက်စားချင်မှုနဲ့အချစ်ကြားမှာရွေးချယ်ရမယ့် အခြေအနေကိုရောက်ခဲ့ပါတယ်ဘသူမှထိခိုက်မှုမရှိဘဲမလွတ်မြောက်ခဲ့ကြပါဘူး ဒီဖြစ်ရပ်တွေပြီးနောက်မှာဇကာရီယက်စ်ကအန်ဒရက်စ်ကိုရွှေရောင်ကောလာတစ်ခုပေးခဲ့ပါတယ်။ဒါဟာပိုင်ဆိုင်မှုရဲ့အမှတ်သားလည်းဖြစ်တယ်လို့ရန်သူတွေအတွက်ပြစ်မှတ်တစ်ခုလည်းဖြစ်ပါတယ်။ဒီကောလာကသူတို့ရဲ့ဆက်နွယ်မှုသူတို့ရဲ့ရန်လိုမှုနဲ့အများရန်ကြုံတွေ့နေရတဲ့အနေနဲ့တင်ဒေတာတစ်ခုဖြစ်လာပါတယ်။သူတို့ရဲ့အချစ်ဟာပတ်ဝန်းကျင်ကအကြမ်းဖက်မှုတွေနဲ့အာဏာတွေနဲ့မခွဲခြားနိုင်အောင်ဖြစ်လာပါတယ်။ညှဉ်းပန်းနှိပ်စက်မှုအမှန်တရားလွတ်မြောက်မှုနဲ့နောက်ဆုံးတစ္ဆာဖောက်မှု Andres နဲ့ Zacharias တို့ဟာနာကျင်မှုဝန်ခံမှုနဲ့ခွင့်လွှတ်မှုတွေကတဆင့်သူတို့ရဲ့ဆက်ဆံရေးရဲ့အမှန်တရားကိုရင်ဆိုင်ခဲ့ကြပါတယ်။ညင်ပတ်နှိပ်စက်မှုကလွမြောက်မှုတစ်ခုဖြစ်လာပြီးလိန်ညာမှုတွေကိုဖယ်ရှားကအစ်စ်ပြန်ဆောက်ဖို့နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ရဲ့အချစ်ကနာကျင်မှုတွေနဲ့ပေါင်းဆက်ထားပြီးအချင်းချင်းနာကျင်အောင်လုပ်လို့စိတ်ကသူတို့ရဲ့ဂတိကဝတ်ကိုတက်တည်ပြခဲ့ပါတယ်။စာမန်တာနဲ့နောက်ဆုံးထိတ်တဲ့ရင်ဆိုင်မှုကရက်ဆက်ကြမ်းကြုတ်ပြီးဝန်းနေစရာကောင်းပါတယ်။ သူမတည်ဆုံးခဲ့ပြီးမိသားစုကအစိတ်စိတ်အမွှာမွှာဖြစ်ကြံခဲ့ပါတယ်။ Andres နဲ့ Zacharias နှစ်ဦးစလုံးပြောင်းလဲသွားခဲ့ကြပါတယ်။ပိုမိုခိုင်မာလာသလိုတဦးကိုတဦးပိုမိုရိုးတောက်ပွင့်လင်းလာခဲ့ကြပါတယ်။တစ္ဆာဖောက်မှုတွေရဲ့တန်လျာက ကျူးပဲ့သွားပြီးမဲ့အမာရွတ်တွေကတော့ကြံရှိနေသေးပါပဲ။မိသားစုအတွင်တည်ဆုံးမှုနဲ့ရှင်သန်မှုနဲ့လက်ခံခြင်းမိသားစုကစာမန်တာကိုမြေမြုပ်ခဲ့ပြီး အတုပအခမ်းနာက လူတိုင်းအတွက်အဆုံးဖြတ်ပေးတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ Andres နဲ့ Zacharias တို့ဟာမာဖီးယားလောကရဲ့မျှော်မှန်းချက်တွေတခြားသူတွေရဲ့ဝေဖန်မှုတွေနဲ့သူတို့ရဲ့ကိုပိုင်နိုင်ခြင်းမှုတွေကိုဖျက်ဆီးရပါတယ်။အတိတ်ကိုပြန်ပြလို့မရပေမဲ့အနာဂတ်ကတော့မရေရသေးပါဘူး။နောက်ဆုံးမှာ Andres နဲ့ Zacharias တို့ဟာအရာအလုံးကြားကတဦးကိုတဦးရွေးချယ်ခဲ့ကြပါတယ်။သူတို့ရဲ့အချစ်ကမပြည့်စုံဘူး ရှုပ်ထွေးပြီးတခါတရံဖြစ်စည်းတတ်ပေမဲ့ရှင်တန်ချင်းကိုခံနိုင်ရှိအောင်လုပ်ပေးတဲ့တခုလေးတော့အရာဖြစ်ပါတယ်။သူတို့ဟာတဦးကိုတဦးလက်ခံခဲ့ကြပြီးအမောင်နဲ့အလင်းကိုလက်ခံကသူတို့ရဲ့ပူပေါင်းခံစားရတဲ့နူးညံ့မှုမှာငြင်းချမ်းမှုကိုရှာဖွေရှိခဲ့ကြပါတယ်။နောက်မှအမြဲတမ်းနောက်မှနဲ့မိကုံအချိန်တွေကုန်လွန်ခဲ့ပြီး Andres နဲ့ Zacharias တို့ဟာအချက် ။နာကျင်မှုနဲ့အကြမ်းဖက်မှုတွေအများအရှိနေတဲ့ပုံမှန်ဘဝတည်တစ်ခုကိုတိဆောက်ခဲ့ကြပါတယ်။သူတို့ရဲ့ဆက်ဆံရေးကအများအညှိနှိုင်းမှုတစ်ခုဖြစ်ပေမဲ့သူတို့နှစ်ဦးစလုံးကဒီဆက်ဆံရေးကိုအလုပ်ဖြစ်အောင်ကြိုးစားခဲ့ကြပါတယ်။နောက်မှဆိုတဲ့စကလုံးကသူတို့ရဲ့လမ်းညွှန်စကလုံးဖြစ်လာခဲ့ပါတယ်။တစ်နှစ်အကြာမှာ Andres နဲ့ Zacharias တို့ဟာဂယူဆိုင်မှုကစားခြင်းနဲ့အပြန်လန်ချစ်ခင်မှုတွေနဲ့ပြည့်နှက်နေတဲ့ဘဝတစ်ခုကိုအတူတူတိဆောက်ခဲ့ကြပါတယ်။ အတိတ်ရဲ့ချင်းချောက်မှုတွေကရှိနေစေဖြစ်ပေမဲ့သူတို့ဟာရှင်တန်ခဲ့သမျှအရာအလုံးကြောင့်ကိုမှုခိုင်မာလာခဲ့ကြပါတယ်။သူတို့ရဲ့အချစ်ကတမယိုးကြမဟုတ်ပဲတခါတရံမှောင်မိုက်ပေမဲ့စစ်မှန်ပါတယ်။ဒီမိကုန်းကရှင်တန်ခြင်း၊ခန္ဓာရည်ရှိခြင်းနဲ့အချစ်ရဲ့စွာအားကိုဂုဏ်ပြုခြင်းမဖြစ်ပါလေ။အနာဂတ်မှာဘာပဲဖြစ်လာဖြစ်လာ သူတို့ဟာ အတူတူရင်ဆိုင်သွားကြလိမ့်မယ်လို့ဂရုပြုထားပါတယ်။ဒီ conflicted စာအုပ်ကနေအချစ်အာနာနဲ့ရှင်တန်မှုအကြောင်းကိုနက်နက်နဲနဲတင်ယူရပါတယ်။ ကမ္ဘာအမှောင်ဆုံးနေရာတွေမှာတော့ဆက်သွယ်မှုနဲ့ဦးစားခြင်းကိုရှာဖွေနိုင်နေဆိုတာကိုပြသပါတယ်။နာကျင်မှုတွေနဲ့အကြမ်းဖက်မှုတွေကတဆင့်ထိန်းချုပ်မှုလက်ခံမှုနဲ့ယင်းနှီးမှုကိုဘလို့ရယူနိုင်လဲဆိုတာကိုလည်းဖော်ပြပါတယ်။စစ်မှန်တဲ့အချက်ဆိုတာတစ္ဆာဖောက်မှုမရှိတာမဟုတ်ပဲခွင့်လွှတ်ပြီးပြန်လည်စတင်လို့တဲ့ဆန္ဒပဲဖြစ်ပါတယ်။ရှင်တန်ခြင်းဆိုတာခွန်အားတစ်ခုလည်းမဟုတ်ပဲမြင်သာထင်သာရှိဖို့ခွင့်လွှတ်ဖို့နဲ့အချက်ကိုထက်ခါတလဲလဲရွေးချယ်ဖို့တတိရှိခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီစာအုပ်ကိုဖတ်ရှုပြီး ကိုပိုင်အတွေးအမြင်တွေနဲ့ခံစားချက်တွေကိုကျွန်တော်ပြောပြပေးဖို့ဖိတ်ခေါ်ပါတယ်